အညာငါဆေယောယောရဘုံကိုရီးယားတီချေတော်ရာရှင်လည်းဖြစ်ပါတယ်အားလုံးမင်္ဂလာပါ။ဒါကြောင့်ဟောဝါရှ်စင်ကီ၊ဝါစဇာဂျီဝါစ်ကျောင်းတုံးဝန်တဲ့中文老师။အားလုံးပဲဒီနေ့မှာတော့ဒီဆရာဆန်ခင်းနဲ့အတူပေါ့နော်။အဲတရုတ်နဲ့ကိုရီးယားမှာအတန်အတွက်ဆင်တူတဲ့စကားလုံးတွေအများကြီးပဲနော်ဆရာ။ဟုတ်တယ်ဟုတ်တယ်။ဟိုအတိတ်ကတည်းကတူတူပဲ။တူတယ်။နော်ဘာလို့ဆိုတော့ဒီတရုတ်ကနေပဲဆင်းသက်လာကြတာဆိုတော့လေ။ဆိုတော့ဒီနေ့မှာတော့အဲ့ဒီစကားလုံးဆင်တူတဲ့စကားလုံးလေးတွေကိုမျှဝေပေးသွားမယ်။အာဆရာဆရာတို့တရုတ်မှာဆိုလို့ရှိရင်ဒီ credit card ကိုပေါ့နော်။ 呃，第二路，路大概。呃，credit 该古叫做第二路，信用卡路东诶，喏，信用卡。哈。古连马着咯。古连马着都行，信用卡的，信用卡的，卡啊，是第二路木广路喏。广路多好啊，然后所以，西嘛，啊，第沙基代数营，沙基代。沙基代数营，图书馆，啊，图书馆。图书馆。古连马着多少万？ 哦，图书馆，德罗森的咯，德罗森，德罗森的，那边拿手机来呢，滴答的发表没错。好。အဲ့ဆိုရင်အဲဆန်းချီမော်ဒီ emotion ပေါ့နော်တခုဆိုရင်ဟက်ထိသွားတယ်ယင်းထဲမှာထိသွားတယ် emotion ဖြစ်တဲ့ဟာမျိုးဆိုရင်စကားလုံးကအဲဟက်ထိတယ်ဆိုရင်ဟာအဲ့ဒါကိုကျွန်တော်တို့ကကန်တုံလို့တုံးတယ်ကန်တုံကန်တုံတော်တော်ဆင်တာပဲဆရာကိုရီးယားမှာဆိုလို့ရှိရင်ကမ်တုံကမ်တုံ တော်တော်နည်းလေးယူလေးတိန်းနည်းလေးကလွယ်လို့မြန်မာအတန်အတွက်ခါနေတာအတန်များစားနော်လုံးဝခွတ်ချင်တာဟုတ်တယ်ဟုတ်တယ်ဟုတ်ပြီဆရာဟုတ်ဟုတ်ဒါဆိုရှင်ဆရာဟိုဟာရဲစွမ်းတတိရှိတယ်ဒီအဲတတိရှိတဲ့ဟာမျိုးသုံးတဲ့စကားလုံးမျိုးလေဟိုဆရာတို့ဆိုတော့တတိတတိဆိုရင်တော့ကျွန်တော်တို့ကယုံချီလို့သုံးတယ်ယုံချီအာ ်ချယ်တယ်ညီမတို့ရှင်မာဆိုရင်ယုံကြည်ယုံကြည်ဟုတ်ကဲ့ဟုတ်ဒါနောက်စလုံးတော့ကြွယ်သွားတယ်ဟုတ်ကဲ့ဟုတ်ကဲ့ယုံကြည်ယုံကြည်ယုံကြည်နဲ့ယုံကြည်ဆိုတော့အဲတိတ်တော့မကွာပါဘူးကွာပါဘူးဟုတ်ဟုတ်အဲ့ဆိုရင်ချယ်ကဘီထရီဆိုတဲ့အောင်မြင်မှုဆိုရင်ရောကိုရီးယားအောင်မြင်မှုကိုမှအဲနိုင်တာပေါ့နော်အောင်နိုင်သွားတာအောင်နိုင်တာကိုကျွန်တော်တို့ကရှင်လီလို့တောင်းတာရှင်လီတော်တော်ဆယ်နေကိုရီးယားမှာဆိုရင်ဆင်းလီဆင်းလီဆရာကရှင်လီ 胜利。胜利，哎，对啊，古里亚就那个单列的酷标喏。胜利，哎，就标嘞，好比，那说阿巴伊，就是好，我们标嘞 skin 嘛。呃，皮肤，皮肤了懂吗？皮肤，哦，古里亚嘛，就是先皮肤，皮肤。嗯，多少钱的喏？多少钱的？多少钱？啊，那说那双龙里的是啊，你嘛如呃 impression，第二个啥名名？所以 first impression，就标嘞，啊，所以。呃，impression 我就那说印象了懂吗？

ဒါပေမဲ့တော်တော်များကြည့်မယ်ဆိုရင်အခုကျွန်တော်ပြောတဲ့ဟာတွေကတိတ်မကွာပါဘူးအရင်မကွာဘူးဒါဆိုရင်တရုတ်စကားကိုတင်နေတူပဲဖြစ်ဖြစ်ကိုရီးယားစကားကိုတင်နေတူပဲဖြစ်နေခံမှန်းလို့ရအောင်ဟုတ်တယ်ဟုတ်ဆိုအတိတ်ပဲလုံးဝထပ်တူကြီးတူနေရဆိုတော့နော်အတိတ်ပဲတူနေရဟုတ်ဒါဆိုရှင်တရုတ်စကားရောကိုရီးယားစကားကိုလေးလာနေတဲ့သူတွေအခုဒီဗီဒီယိုလေးကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းဒီကိုရီးယားနဲ့တရုတ်နဲ့ပတ်သက်တဲ့ပေါ့နော်အတူတူသိချင်တဲ့စာလုံးလေးတွေရှိရဆိုလို့ရှင် comment လေးမှာမှန်းခဲ့ကြပါနော်ကျွန်တော်ဆက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှေ့ရှေ့ဒါကြ